မင်္ဂလာပါချစ်ခင်လေးစားအပ်သောမြမတိုက်ချက်အာနာရှင်များခင်ဗျာကျွန်တော်ချစ်ပညာများကြီးခိုင်ပါယနေ့မြမတိုက်ချက်အာနာရှင်ညီအကိုလေးကိုကျွန်တော်ကြီးခိုင်ပြန်လည်မျှဝေပေးခြင်းတာကတော့ တက်ဖောက်မွေးခြင်းအမှုပညာဖြစ်ပါတယ်။ဝါရင်ဇေတမကြီးများအတွက်လိုအပ်မှုနည်းပေမဲ့တတ္တသလူငယ်ကျွတ်ဝါလာရှင်တွေအတွက်အတုံးဝင်စီရန်ကျွန်တော်ဒီခိုင်းပြန်လည်၍မျှဝေပေးလိုက်ပါတယ်။ကျမွေးချက်ဖောက်သမားတယောက်အနေဖြင့်ကိုမွေးနေတဲ့ကိုဖောက်နေတဲ့ကျက်တွေ ကြက်အစစ်မိအောင်စစ်မိတဲ့ကြက်တွေကြက်တန်းကြက်ဆိုင်မိအောင်အစာအာဟာရဘလူဖြစ်ရမယ်ကြက်တွေကျန်းမာတန်ဆွမ်းအောင်ယောဂကာကွယ်နိုင်အောင်ကာကွယ်စည်းတွေကုသစည်းတွေသုံးဆွဲမယ်မြဲဆောင်ထားမယ်ကိုယ်စီမှာရှိတဲ့ကြက်တွေတစ်နှစ်ထက်တစ်နှစ်မျိုးမြင့်တဲ့မြင့်အောင် လိုအပ်နေတဲ့လမ်းတွေခြေတွေအတွက်ကြမျိုးတွေရှာဖွေဝင်ရတယ်။ဘယ်လမ်းနဲ့ဘယ်လမ်းကပ်ရင်ဘလို့လမ်းနေထွက်မယ်ဆိုတာတွေကစလက်တွေ့ကြကြမှတ်တမ်းအစဉ်အဆက်နဲ့ပြုလုပ်ရတယ်။အကယ်၍ဘယ်လမ်းနဲ့ဘယ်လမ်းကပ်ရင်ဘလို့လမ်းနေထွက်မယ်ဆိုတာမသိရင်ကျွန်တော်ဆရာဦးကျက်ကြီးတင်ကြားပြီးတော့ ကျက်ဖောင်ဤနှမျိုးကို ပြန်လည်၍ထမှန်ပေါ်ပြပေးလိုက်ပါれရှေးကျက်ဆရာကြီးများကကျက်ဖောင်နှင့်လိုက်ဖက်သော ဖောက်တင်သောကျက်မကိုအရင်ရွေးကြပါれထိုဆရာကြီးများအစူအယလမ်းတူဖောက်လင်တာသမီးမှာလက်ငင်းအကျိုးပေးတတ်တယ်လမ်းပြေဖောက်လင်အာနေချက်ကို ဖြည်ပြီးဖောက်လင်မြေမြင့်မှာအကျိုးပေးလိမ့်မည်တဲ့ဥပမာ အဖေမိုက်မအေးမိုက်ဖေးအတက်မအေးအတက်တို့ကိုဖောက်လင်သာသမီမာတင်အရာတင်အကျိုးပေးတတ်ပါတယ်လမ်းပြေဖောက်လင်ဆိုဒီကဖေးရဲ့အားနေချက်ကိုမအေးရဲ့အာသာချက်နဲ့ဖြည့်စည်းပြီးဖောက်လင်တော့သာသမီမာတင်ဖြည့်တယ်လို့ပြည့်စုံခြင်းမှ ပြည့်စုံမှာမဟုတ်ပေမဲ့မျိုးဆက်တစ်ဆက်ချာနှစ်ဆက်ချာမှာတော့ကိုလိုခြင်းနဲ့အရာမျိုး ရနိုင်ကြများတယ်လို့အဆိုရှိခဲ့ပါတယ်။ဒါဟာရှေ့ကျတမကြီးရှေ့မြမကျတမကြီးတချို့ရဲ့အောင်မြင်သောလမ်းဆက်ဖောင်နှီးပညာပါ။ဆိုတော့အစအစအရာရာအမြဲတွေးတတွေးတော်နေပြီးဒီဇိုင်းမက်မက်ပြည်လုံးနေရတဲ့အရာတစ်ခုပါ။ဒါကြောင့်လဲကျက်ဖောက်ငွေချင်းအမှုပညာလို့ခေါ်ကျင်တာပေါ့။ဒီဗီဒီယိုလေးကိုအစအဆုံးနားဆင်ပြီးဟူအတွက်ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ကျက်ပညာများကြီးခိုင်ဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ခေါက်ကျက်ပညာများဗီဒီယိုမှာပြန်ဆုံကြပါသေးတယ်